ခုဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့မက္ကဆီကိုရေနံကုမ္ပဏီရုံးချုပ်ပောက်ကွဲမှုဖြစ်ပွားခဲ့တဲ့ဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မက္ကဆီကိုနိုင်ငံမြို့တော်မက္ကဆီကိုစီးတီးမှာရှိတဲ့ Pmax ရေနံကုမ္ပဏီရုံးချုပ်ဟာဇန်နဝါရီလ31ရက်နေ့ကပောက်ကွဲမှုဖြစ်ပွားခဲ့ရမှာလူ14ဦးသေဆုံးပြီးတော့လူ100ထက်မနည်းဒဏ်ရာရရှိခဲ့ပါတယ်။အဲ့ဒီပောက်ကွဲမှုဖြစ်ပြီးတဲ့နောက်မှာအဆောက်အုံအတွင်းမှာလူအများအများပိတ်မိနေပြီးအသက်ရှင်ကျန်ရစ်သူတွေကိုကယ်ဆယ်ရေးသမားတွေကရှာဖွေလျက်ရှိနေတယ်လို့သိရပါဗျ။ အဆိုပါပောက်ကွဲမှုဟာရုံဝင်အတွင်းမှာရှိတဲ့ပေ900မြင့်သော54တက်အဆောက်အုံရဲ့အရှိတ်မှာရှိတဲ့အဆောက်အုံတလုံးရဲ့မြေအောက်ခန်းမှာဖြစ်ပွားခဲ့တာဖြစ်တယ်လို့တာဝန်ရှိသူတွေကပြောပါရယ်။ PMS ရေနံကုမ္ပဏီဟာပြီးခဲ့တဲ့နှစ်အနည်းငယ်အတော့အတွင်းကသူ့ရဲ့စက်ရုံတွေမှာမတော်တဆမှုတွေဖြစ်ပွားခဲ့မှုပြီးတော့ပြီးခဲ့တဲ့ဒီဇင်ဘာလဖြစ်ပွားခဲ့တဲ့ရေနံပိုက်လိုင်းပောက်ကွဲမှုမှာလည်းလူ29ဦးသေဆုံးပြီး90ကျော်ဒဏ်ရာရရှိခဲ့တာဖြစ်ပါရယ်။